အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ယခုတခါဖတ်ပြပေးမယ့်ဝိထုတိုလေးရတော့စာရေးဆရာမကြီးတမ်းမြင့်အောင်ရေးသားထားတဲ့မရဏသွားတော်လာဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါရဲ့ရှင်။နားဆင်ပေးကြပါအောင်ရှင်။မရဏသွားတော်လာပန်းလှပြင်တာကတသိန်းခွဲလောက်အနည်းဆုံးကြမယ်တဲ့ကိုကိုကြီး။အဲ့အရောင်အိမ်မှာလာမပြင်ပေးနိုင်ဘူးတဲ့။ ကားကောင်းကောင်းတန်းတန်းတစီသူတို့ဟိုတယ်မှာတ냐ကြိုပြီးထားပေးရမယ်တဲ့ဖះဖះမตาကားကိုအလှပြင်တာပန်မိုးကြီးတသိန်းခွဲတဲ့ဒီတစ်ခါပဲကြားဘူးတဲ့အဲ့ဒီတသိန်းခွဲများအမရတို့ထိပေါက်တလို့ရလိုက်ရင်လေဒီအိမ်မော်ဘွားကလွတ်ပါပြီជីជីလာကိုလက်ဆွဲရွာပြေးပြန်ပြီးမြေဘဲတခင်းလောက်များစိုက်စားလိုက်ရရင်အ ਨੇ ဆုံးတော့ရှင့်နေဖះပွဲမှာနားပွင့်ကလေးတရံကတော့ပန်နိုင်တော့တယ် တသိန်းခွဲဟာအရေးမကြီးပါဘူးကားကောင်းကောင်းဆိုတာကအရေးကြီးတယ်ဟာဘယ်တုတ်တန်မှာမှနိဗ္ဗာန်ရင်တသာနာနာမရှိဘူးရှာတာလဲနှံ့နေပြီပြီးတော့မတာကမ်းမန်းတိတိတသာပုံစံကြီးနဲ့လဲယူသွားလို့မဖြစ်သေးဘူးသူတို့ဟိုတယ်မှာစက်တီရုပ်တယ်ဆိုပြီးပေးဝင်မှာမဟုတ်ဘူးအမလေးတော့မတာတင်ဖို့ကပဲမတာကမဖြစ်လို့ဘာကဖြစ်ရအောင်ပါလဲကြီးကျယ်နေလိုက်ကြတာဒါဆိုလဲအိမ်မှာကိုကိုကြီးတို့ကိုကိုလေးတို့ မမလက်တူမမလေးတို့စီးတကားရီနဲလို့လားနာမည်သာမခေါ်တတ်တာ အားလုံးကကာကောင်းစားတွေကြီးပဲဟာ အကြီးယူမလားအသေးယူမလားအဖြူယူမလားမိခိုရောင်ယူမလားတူတော့တော့ချမ်းသာတာသူတို့ပဲရှိတယ်အမေတေတော့ជីជីလာကရွာပြန်လာပြီမိမြជីជីနဲ့လိုက်ခဲ့ညီရအပြိုရွယ်လေးဖြစ်နေပြီရွာမှာတေးရင်တားရင်လည်းမရှိပဲငါစိတ်မချဘူး အခုမြို့မာကငါကထမင်းချက်ဆိုပေမဲ့အင်ရှင်တထေးနဲ့လူယုံဖြစ်နေပြီလေညီးကြောက်ပါလာလို့ဘာမှမပြောပါဘူးညီလည်းလှုပ်တက်ကင်တက်ပဲဟာရန်ကုန်မှာကအိမ်မော်ဆိုပေမဲ့ညီရွာမှာအခင်းနဲ့မြေပဲအငှားလိုက်နှုတ်တာထက်တော့ပိုပါတယ်အေးဆိုပြီးជីជីလာကဆွဲခေါ်လာလို့ပါလာခဲ့တာဒီကြတော့စကားအပုံမပြောပဲအလုတ်ကိုဇဲဆက်တလို့လှုပ်တက်တယ်ជីជីလာကိုသဘောကျတယ်သူ့အင်ရှင်တခင်တွင်နေ အင်ကြီးကလည်းနန်းတော်ကြီးအတိုင်းပဲမိမိကအင်မတန်မိတ်များတာမိမိရဲ့ချမ်းသာကြွယ်ဝမှုမိမိရဲ့စီးစိမ်ဥစ္စာအရှိန်အဝါနဲ့လိုက်အောင်မိမိကို အခမ်းအနားဆုံးတကြိုရမယ်ဒါဟာဒုမီတာစုအလုံးရဲ့ဂုံတိတ်ခါလည်းဖြစ်တယ်ဂုံတိတ်ခါအဲ့ဒီစကားကို အခုမှကြားဘူးတယ်ဒါကြောင့်ជីជីလာနဲ့မြို့ကို သွားတော့မယ်ဆိုတော့ဆရာတော်ဖះကို သွားပြီးရှောက်ပြီးကြတော့မြို့ဝါနေတဲ့ ုံမာနေတော့အမြင်ကျတာပေါ့ဘဟုတုတာလည်းရတာပေါ့ဒါပေမဲ့ဘယ်ရက်ရောက်ရောက်ယန္တနာသုံးပါးကို မမေ့နဲ့အချင်းဒီလာမပြတ်စေနဲ့လို့မိန့်တော်မူလိုက်တာအခုကိုကိုကြီးပြောနေတဲ့ဂုံတိတ်ခါဆိုတဲ့စကားလုံးဟာကြီးကျယ်ခမ်းနားလှတဲ့ဧကမ်းမကြီးတွေကရင်းမြုပ်မွေ့ရာတွေပေါ်မှာခန့်နာထွေဝမှုအပြည့်နဲ့တစ်လွင် တောက်ပစွာပြင်ဆင်ထားတဲ့မိမိကြီးရဲ့ရုပ်အလောင်းထက်မိမိကြီးအသက်ရှင်စဉ်က ပြုတ်မှုကျင့်ကြံနေထိုင်ခဲ့တဲ့ကိုကျင့်သီလဆိုတဲ့မြင့်မြတ်စင်ကြယ်ချင်းတွေနဲ့ပြည့်စုံနေပြီလို့သူတို့မပြောနိုင်ကြဘူးလားအိမ်ကိုရောက်တာ၃နေရှိပြီအဲ့တုပချတာတွေလည်းမြင်မှုပေါင်းများပါပြီဒါပေမဲ့မိမိကျူးလို့အတုပမျိုးတတတ်နဲ့တကူတခါပဲမြင်မှုသေးပါတယ်မိမိကြီးတို့ရဲ့စီးပွားရေးနယ်ပယ်ကယတနာကုံတွေကလည်းတဖွဲဖွဲလာမမကြီးတို့မမလေးတို့ ကိုကိုကြီးတို့ညီကိုတွေရဲ့မိမတွေကလည်းဝန်내ချင်းအထိတ်မှတ်အဖြစ်အကောင်းစားအနဲ့ရောင်ဝတ်စုံနေနဲ့ဧည့်သည်တွေကိုအက်ခံနေလိုက်ကြတာမိမိကြီးများသေပန်းပွင့်လိုက်တာအားကျစရာကောင်းလိုက်သေးတာဟုတ်တယ်တကယ်ကိုသေပန်းပွင့်တာမိမိကြီးကိုပေါ်မှာအကောင်းစားပန်းတွေပွင့်နေတာနည်းနည်းနုံနုံမဟုတ်ဘူးနောက်နေ့ကျရင်ကားပေါ်မှာပါဆက်ပွင့်အောင်မှာဟဲ့ကောင်းမလေးကို့လို့ကိုမလို့ဖွဲဒီမှာပါလုံတာလာဘာချောင်းနေရလဲလာခဲ့ ိမ်ရှိရဲ့ဧည့်သည်တွေအတွက်အေးသွားချပေးလိုက်တော်ပါသေးရဲ့အနောက်ကပခုံးကိုလာပုတ်တာជីជីလာမို့လို့လေရော့ရော့ဘန်းကိုတည်တည်ချာကိုင်းတော့ဖန်ခွက်တွေကြမကွက်စီနဲ့ဒီဖန်ခွက်တွေကအရေးကြီးတဲ့ဧည့်သည်လာရင်ထည့်တိုက်ဖို့ထုတ်ပေးထားတဲ့နိုင်ငံသားဖြစ်တွေဟိုမှမြင်လားမမကြီးရောမမလေးရောပြာရခက်ပြီးထွက်ကြုံနေတာစိတ်တိုက်ကဧည့်သည်တွေလေတည်တည်ချာချာဂယုဆိုင်သွား ဟုတ်ပါ။အဲ့ကဲမှာတကယ့်ကိုပြာရာခတ်နေကြတာ။ငြိမ်နေတာဆိုလို့မိမိကြီးတယောက်ပဲရှိတယ်။သူတို့ပြာရာတာကအရေးမကြီးပဲကိုပါရောပြသွားရင်ဒုက္ခရောက်မယ်။ကိုကိုကြီးရက်လေကြရင်ဘာကျွေးမှလဲရင်။ဒမ်းပေါက်နဲ့လိမ်မော်ရီတိုက်မှလား။ထောပတ်ထမင်းနဲ့ရေခဲမုန့်ကျွေးမှလား။လူကနဲမှမဟုတ်ဘူးနော်။ချက်မှလား။အော်ရမှမှလား။ကြိုးတွက်ထားရအောင်လေ။မိမိကြိုက်တဲ့ ခောက်ဆွဲကြွကြော်မှာကျွေးရင်မကောင်းလားယင်နေကြစမ်းပါအောင်ဟာရက်လွယ်ကျွေးဖို့ကိစ္စကနောက်မှစဉ်းစားစမ်းပါပတ်စံရှိရင်ဘာလုပ်လို့ရတယ်ဟာကြိုက်တဲ့ဟိုတယ်ကတရက်ကြိုမှလိုင်းရတယ်ဘာမှပူမနေကြနဲ့နင်တို့ပူရမှာအခုမိမိကိုတင်မဲ့ကားကားကလည်းဖိုးတန်မှဖြစ်မှာအချိန်ကတိတ်မရှိတော့ဘူးငါတော့အုံနောက်တွေ၆လပြီတငယ်ချင်းတွေကိုလည်းအခုညီရှာခိုင်းထားတာဒါမဲ့အခုဒီဘသူမှအကြောင်းမပြန်သေးဘူး ခေါင်းကိစ္စရှာနေတဲ့ကိုထွေးရော ပြန်မလာသေးဘူးလား။လာမှာပေါ့ကိုကိုကြီးကဒါလောက်လဲစိတ်မပူနေပါနဲ့။ကားအတွက်လဲအစင်မပြေမမေစီးနေကြကားနဲ့ပဲအလဲခုံတီဖြုတ်ပြီးမမေလောင်းတင်လိုက်လို့မရဘူးလားယင်။မမေကအကြည့်ကြီးပဲဟာ။အဲ့ဒါကိုပဲပန်းစင်ဖို့အရင်ပို့ထားလိုက်ပေါ့။မမကြီးရဲ့ပြောမှာအလန့်တကြားဖြစ်သွားတဲ့မမလေးကဟာအဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲပြီးရင်ဒီကောက်ကိုညီမလေးတို့ကဆက်စီးရမယ်ဟာ မตาကားကြီးကိုတော့မစီးချင်ပါဘူး။နမိတ်မရှိနမမရှိနဲ့အလောင်းကြီးကိုတော့မတင်ပါနဲ့။ဟုတ်တော့အဲ့ဒီအလောင်းကြီးအဖြစ်တခြားသူလည်းမဟုတ်ဖွဲနဲ့သူတို့ပဲမမေကြီးကိုချစ်လာကြည်ရဲ့ဆိုမမေကြီးထားခဲ့တဲ့ပစ္စည်းတွေဖြင့်သူတို့တသက်စားလို့တောင်မကုန်ဘူးဆိုပဲ။ဟေးဟိုမှာတယောက်လာနေပြန်ပြီ။မမကြီးရဲ့ယောက်ျားကိုထွေးဆိုတာသူပေါ့။ဒီအိမ်မှာသူကအဆိုးဆုံးပဲ။ ဟိုလူမျက်နှာလုံရဒီလူမျက်နှာလုံရနဲ့ပြာရာကိုခတ်နေတာပဲဒီအိမ်မှာကိုကိုကြီးကမောင်နှမတွေကြားထဲမှာဩဇာရှိဆုံးမှုအိမ်ရှိမှာကားရထားပြီးတာနဲ့တရေအိတ်အမဲကိုဂျိုင်းသားညှက်ပြီးသူ့မိမကိုတော့လှည့်မကြည့်နိုင်ဘူးကိုကိုကြီးစီတန်းပြေးလာတာကိုကိုကြီးကလည်းသူ့ကိုမြင်လိုက်တာနဲ့ဟဲ့ကောင်အစင်ပြေခဲ့လားပြေတယ်ကိုကြီးရေခေါင်းကအပေါ်မျက်နှာပြင်တစ်ခုလုံးမှန်တက်ထားတာတဲ့အလူမီနီယံခေါင်းအကောင်စားကြီးလေဘက်ထရီနဲ့ လက်ထိုးလိုက်တာနဲ့အဲယာကုန်လှုပ်ပြီးသားစပယ်ရှယ်ပဲကွာအားလုံးပါ၅သိန်းပဲကြတယ်ဟဲအဲခွန်တော့ပါတာ၅သိန်းပဲပြရတယ်တန်လိုက်တာနော်ထက်မြားဝဲချင်နေကြလားမသိဘူးကိုကိုလေးနဲ့ကိုကိုလေးမိမနဲ့မမလက်စီကအတန်နေပြိုင်သူထွက်လာကြတယ်။မမလေးကတော့အဝယ်တော်တဲ့သူ့ယောက်ျားမျက်နှာကိုဂုံယူဝင့်ကြွားတဲ့ပုံစံနဲ့ပြုံပြုံကြီးကြည့်လို့ ကိုကိုကြီးကခေါင်းတငိမ့်ငိမ့်နဲ့နေပြီးတအောင်လောက်ကြတော့မှကားကိစ္စရောဘာထူးသေးလဲမထူးဘူးလားအရေးကြီးတာကားပဲကွကားမရှိဘာမှလုပ်လို့မရဘူးအတုပပုမဲ့ကားတွေအားလုံးကဘီယံအစ်စ်တွေကြီးပဲကိုကြီးကတော်တော်များများကကားပိုင်နဲ့ပို့ကြမှာအဲ့ဒီအတွက်လဲကျွန်တော်စီစဉ်ပြီးပါပြီဟဲ့ကောင်အတုပပုမဲ့ကားကိုပြောတာမဟုတ်ဘူးကွ မမေကိုတင်မဲ့ကားကိုပြောတာဆိုတော့ကိုထွေးပါဇက်ပိတ်သွားတယ်မမကြီးอ่ะ အတုပမှာကမ်းဖို့အမှတ်တရပစ္စည်းတစ်ခုခုတော့အဖိုးတန်တာပါမှဖြစ်မယ်နော်အချိုရီကိုလည်းအကောင်းစားလုံးမှဖြစ်မယ်လုတ်ကြလုတ်ကြလုတ်ချင်တာသာလုတ်ကြဝဲချင်တာသာဝဲကြကုံချင်တယ်လောက်ကုံမစီကိုကိုကြီးတို့များရက်ရောချက်ကတော့ကမ်းကုံပဲဟဲ့ကောင်မလေးဒီမှာဘာလုပ်နေရတော့ကို့လို့ကို့လို့တာမဟုတ်ဘူးညင်တော်ဆက်စုတဲ့ခလေးမှပဲလာပြန်ပြီအဲ့ဒီជីជីလာကလည်းတစ်မျိုး အမလေးအခုမှပဲရင်ထဲကအလုံးကြီးကျသွားတော့တယ်အာတုဝရဲ့အတွင်းမှာကိုကိုကြီးအားရပါရပြုံးလိုက်တာဒီတစ်ခါပဲတွေ့သေးတယ်တယ်လီဖုန်းစကားပြောခွက်ကိုပြန်ချပြီးတော့ကိုကိုကြီးဟာသူ့မောင်နှမတွေဘက်လှည့်ပြီးတော့မမေအတွက်ကားရပြီဟေးလို့တဆက်ထဲလမ်းပြောလိုက်တာနဲ့မောင်နှမတွေအားလုံးကကိုကိုကြီးနားကိုစုပြုံပြီးရောက်လာကြတယ်သူတို့ကိုကြည့်ရတာဇက်ကနေသလိုပါပဲကိုကိုကြီးကတော့ဇက်လိုက်ပေါ့ ဘသူကလည်းဟင်မဲရရတာလေတော်ပါသေးရဲ့အချိန်မီရပြီလို့ပဲကားကအကောင်းစားတော့ အထဲမှာအလူမီယံခေါင်းတင်ဖို့စတီဗန်တွေကလည်းအဆင်သင့်မဲတဲ့ဝမ်းသာစရာကောင်းလိုက်တာမမေကုတူကန်ကြောင့်နှက်တကြားတွေကများဖန်ဆင်းလိုက်သလားမှတ်ရတယ်။နှက်တကြားတွေကလည်းတော့အခုမှပဲဖန်ဆင်းပေးရတယ်။မနေ့ကလေးကဖန်ဆင်းလိုက်ရင်ပြီးရော။ကားပိုင်ရှင်ကဘသူလဲရင်ကိုကိုကြီးတော်တော်စည်စနာကောင်းတာပဲနော်။ အခုကိုကိုကြီးကိုသူဖုံးဆက်တာလားယင်မဟုတ်ဘူးကိုဝင်းစော်ဆက်တာကားကသူနဲ့ပတ်သက်နေတဲ့နာရေးကူညီမှုအတင်းရကားတဲ့အဲ့ဒီအတင်းကအခုမှစပြီးဖွင့်တာမို့ကားတွေကလည်းအစ်တတွေညီညီပဲတဲ့အဲ့ဒီအတင်းချောင်းကိုငါလည်းအခုမှကြားဘူးတာမနက်ကဝင်းစော်စီဖုံးဆက်ပြီး ကားရှာခိုင်းလိုက်မိတာမှန်သွားတယ်အခုတို့ကိုပေးမဲ့ကားတနည်းအားမှတိန့်၄၀နဲ့ဝယ်လိုက်တာတဲ့အခုကိုဝင်းစော်အဲ့ဒီအတင်းယုံမှစောင့်နေတယ်လေ ကားသွားကြည့်မယ်ဘသူလိုက်အောင်မလဲလိုက်ချင်တဲ့လူလိုက်ခဲ့လို့ရတယ်နော်ကိုထွေးကတော့ကိုထွေးကတော့ပါမဖြစ်မှာနော်ညနေကျရင်အဲ့ဒီကားကိုမင်းမဲသွားယူပြီးဟိုတယ်ကိုပို့ရမှာမို့ရတဲ့မျက်နှာနဲ့မျိုးပြီးထွက်သွားတဲ့ကိုကိုကြီးရဲ့နောက်ကို၃၄ယောက်အပြေးလွှားလိုက်သွားကြတာမိမိကြီးအလောင်းသာမျက်တောင်ခတ်လို့ရရင်လေတော်တော်မျက်စိနှောက်နေမှာအတော်လေးကြာနေတော့ဖြုံ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 နဲ့ပြန်ရောက်လာကြရော့ အိမ်မှာကြံခဲ့တဲ့လူတွေနဲ့ကားသွားကြည့်တဲ့သူတွေပြန်လာတဲ့လူတွေကတယောက်တစ်ပေါက်မေးကြတာပွက်လောကိုရိုက်နေတာပဲဒါပေမဲ့အဲ့ဒီထဲကစိတ်ဝင်စားစရာတွေမမြောင်လိမ့်မယ်ကြားလိုက်ရတယ်အဲ့ဒီကားတွေနဲ့စီရဲနွမ်းပါတို့အတုပစီမတက်နိုင်တဲ့လူတွေကို အလကားတဲပြီးတကြိုပေးတာတဲ့အလောင်းထက်ပြီးတဲ့ခေါင်းကလည်းအလူမီနီယံခေါင်းတွေတော့အပြန်စားပဲမတက်နိုင်တဲ့လူတွေကြီးအတွက်တော့မဟုတ်ပါဘူးငါတို့လိုတက်နိုင်တဲ့ တက်နိုင်ပေမဲ့အခက်ခဲရှိလို့အကူအညီတောင်းရင်လည်းပေးတာပါပဲ။ဘာပဲပြောပြောအဲ့ဒီအတင်းပေါ်လာတာတကယ်အကျိုးရှိတယ်။အခုပဲငါတို့ခေါင်းခေါင်းမိတောက်နေတဲ့ကိစ္စပြည်လည်သွားပြီလေ။ဟုတ်တာပေါ့။တထွေးရဲ့အကျိုးရှိတာထက် ကိုရီစီးရဲသားတွေအတွက်အစတရလောက် ပိုအကျိုးရှိမှာတော့သိချပါဗါး။တလောကပဲဟိုးဘချံကပယံလာလုတဲ့ကောင်မလေးရဲ့အဖေဆုံးနာရွှေပြည်သားမဆိုလားအတုပစရိတ်မရှိလို့အတော်ကိုဒုက္ခရောက်တဲ့ အဲ့ဒီအိမ်ကခြံဆောင်ဘာကြီးထုံးကနေတဆင့်ကြတာနဲ့ကြီးကြီးလာတော့မှဆင်းရဲသားအချင်းချင်းရိုင်းပင်းကူညီပြီးကိုငွေလေးထက်လိုက်သေးတယ်။ဒါတော့အလောင်းမြေချဖို့အရေးကိုအကျွေးတွေမနေတင်သွားတယ်ဆိုပဲ။အင်မတန်နဲတဲ့စကားနဲတဲ့ကြီးကြီးလာတော့အဲ့ဒီတုန်းကရန်ကုန်မှာတည်ဖို့များတော့အကြောက်ကြီးကြောက်ပါရဲ့တော့လို့ပြောတာနဲ့ဒီကနေ့တော့တော့ပြန်ပြေးကြတာပေါ့ကြီးကြီးလာရလို့တော့နောက်လိုက်မိနေတယ်။ခုတော့ ပြေးစရာမလိုတော့ဘူးပေါ့ကဲကိုထွေမင်းခဏတစ်ဖြုတ်နားပြီးရေမိုးချိုးလိုက်ညနေကျရင်အဲ့ဒီအတင်းကိုပြန်သွားကားကိုမင်းမမောင်းနဲ့နော်သူတို့မှရင်မောင်းရှိတယ်မင်းကဘေးရထိုင်လိုက်ပြီးဟိုတယ်ထဲကပန်းလှပြင်းတဲ့စီကိုသွားထိုးပေးလိုက်မနေ့စောစောအစင်သိင်းဖြစ်အောင်အလှဆုံးပြင်ပေးပါလို့ထပ်မာခဲ့ပြီးပြန်လာဟုတ်ပလားပန်းကိုတော့အယောင်စုံစုံလေးနဲ့အရွက်စိမ့်စိမ့်ွယ်ကလေးတွေလဲလှအောင်ထည့်ပေးပါလို့ပြော မမေကြီးတက်ပုံကိုပါတခါတည်းတည်သွားမမေတက်ပုံကိုထင်းကနေမြောင်တိတိချာချာနေရာချပြီးလက်အောင်ချိတ်ဖို့လဲပြောခဲ့အောင်နော်မတာကားပြင်နာများမင်္ဂလာခမ်းမှပြင်နေတာကြာနေရပဲအလှပနဲ့ပကာသနာတွေကြာသူတို့အစားမောလိုက်တာဟဲ့ကောင်မလေးမိမြလာခဲ့စမ်းနောက်ဖီးကိုဒီမှာဘာလုပ်နေတာတုံးမောလို့ပါကြည်ကြည်လှရဟာဟုတ်ပါဘူးဘာပြောလဲ ဟဲ့ကောင်ပြန်ပြောစမ်းဟိုဘက်ကဘာပြောတယ်မသိပါဘူးဒီဘက်ကအော်နေလိုက်တဲ့ကိုကိုကြီးရဲ့အတန်းဟာအခန်းထဲမှာဟိမ့်ပြီးညံတက်သွားပါတယ်ဒီတခါတော့အင်မတန်အေးပါတယ်ဆိုတဲ့ကြီးကြီးလာတော့ခေါင်းထောင်သွားတယ်မနက်ကကြည့်ခဲ့တဲ့ကားဆိုဘာဖြစ်လို့အဲ့ဒီလိုဖြစ်သွားရတာလဲမြန်လာကြည့်လားလူတွေအားလုံးထိတ်ထိတ်ပြပြနဲ့ကိုကိုကြီးစီဆဆူလာကြပြန်တယ်ဘာဖြစ်တာလဲဟင်ကိုကိုကြီးဘာဖြစ်တာလဲ ထိတ်ဆင်းရဲလိုက်တာကွာကိုဝင်းစော်စီရောမင်းလှမ်းဆက်ပြီးကိုကြီးမတားမှုလားအခုကားသွားယူမှာပဲအဲ့ဒီလိုဖြစ်ရသလားကွာကိုထွေးဆက်နေနေတာဟင်ဘာတဲ့လဲကားမရတော့ဘူးလားမျက်စိပြက်မျက်နှာပြက်ဖြစ်ကုန်ကြတယ်အိမ်သားတွေကို ကိုကိုကြီးဟာဘာမှလှည့်ပြောမနေပဲတယ်လီဖုန်းခုံပေါ်ကိုခလုတ်ကလေးကိုတစ်ချက်ကိုနှိမ့်နှိမ့်လိုက်တာနဲ့ဟိုဘက်ကအတန်တွေကိုအားလုံးကြားလိုက်ရတယ်ဆက်တယ်ကိုကိုကြီး ကိုဝင်းစော်လည်းဘာမှမတတ်နိုင်ဘူးအသိစည်းကမ်းကိုသူလဲကြော်လို့မရဘူးတဲ့အခုတင်းမှာတာဝန်ရှိပုဂ္ဂိုလ်တယောက်ကရောက်နေတယ်ကိုကိုကြီးကိုတိုင်းပြောကြည့်ပါလိုက်အေးသူ့ဖုန်းပေးလိုက်ဟယ်လိုပြောပါခင်ဗျာကျွန်တော်နိုင်ကူညီမှုအတင်းကပါကျွန်တော်ကွယ်လွန်သူရဲ့တားကြီးပါကိုဝင်းစော်ရဲ့အရင်ဒီဆုံးမိတ်ဆွေပါဟုတ်ကဲ့ခင်ဗျာတိပါတယ်ခင်ဗျာကိုဝင်းစော်ကလည်းပြောပါတယ် ကျွန်တော်ဘာကူညီပေးရမလဲအမိတ်ရှိပါခင်ဗျာမနက်ကကျွန်တော်တို့အကူအညီတောင်းထားတဲ့ကားကိုကြည့်တော့ကနိုင်ကူညီမှုအတင်းဆိုတဲ့စာတန်းကစာတန်းနဲ့ဖုန်းနံပါတ်ကမရှိဘူးခင်ဗျာ အခုကားလာယူမှာပဲအဲ့ဒီစာတန်းညီပါနေလို့ခဏလောက်ပြန်ခွာပေးလို့မြေတားရက်ခံချင်လို့ပါကျွန်တော်တို့ကိစ္စပြီးသွားတာနဲ့ဘလောက်ပဲကုံကုံပြန်ပြီးစိတ်တိုင်းကြဖြစ်အောင်ဆောင်ရွက်ပေးပါမယ်ခင်ဗျာကျွန်တော်တို့ကလည်း အဲ့ဒီကားကိုအေးအေးဆေးဆေးမှပြင်ဆင်ပြီးသုံးဖို့ပါအခုအကိုကြီးတို့စီကအကူညီတောင်းလို့ချက်ချင်းအရေးပေါ်စာတန်းကပ်ပြီးပြင်ပေးလိုက်ရတာပါပြီးတော့ကျွန်တော်တို့ကော်မတီဝင်ဦးဝင်းစော်ရဲ့မိတ်ဆွေရင်းလည်းဖြစ်နေလို့ကားကုန်တညလုံးလည်းပေးထားတာပါ အခြားဘယ်သူ့ကိုမှအကိုကြီးတို့လိုမကူညီဘူးသေးပါဘူးခင်ဗျာအဲ့ဒီအတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့စာတန်းကြီးကကျွန်တော်တို့အတွက်အနောက်ရှက်ဖြစ်နေလို့ပါဟိုတယ်ထဲကိုကျွန်တော်တို့အဲ့ဒီစာတန်းနဲ့ဝင်သွားလို့မရဘူးခင်ဗျာ သူတို့ကလည်းလက်ခံနိုင်မှမထင်လို့ပါအဲ့ဒါကတော့ အကိုကြီးတို့ဘက်ကအပိုင်းပါခင်ဗျာကျွန်တော်တို့အတင်းကိုအကူညီတောင်းရင်တော့ကျွန်တော်တို့အတင်းရဲ့အမှတ်သားကတော့ပါမှာပါပဲခင်ဗျာအဲ့ဒီအတွက်ဘာမှမပြင်ဆင်ပေးနိုင်တာခွင့်လွတ်ပါခင်ဗျာဒီကားကလည်းကျွန်တော်တို့တဦးတယောက်တည်းပိုင်တဲ့ကားမဟုတ်ပါဘူးလူမျိုးပါတာစီရဲချမ်းသာမရွေးလိုအပ်လို့အကူအညီတောင်းခံလာရင်ကူညီဖြည့်ဆည်းပေးဖို့အများပြည်သူကလှူဒန်းထားတဲ့အလှူငွေနဲ့ဝယ်ထားတဲ့အများပိုင်ပစ္စည်းပါခင်ဗျာ။ အသင်းရဲ့အစည်းအဝေးချက်ကို ကျွန်တော်တို့ဖောက်ဖျက်နိုင်ခွင့်မရှိပါဘူးကျွန်တော်တို့ကလည်းမိမိအတွက်အသင်းကိုလှူအောင်မှာပါကျွန်တော်တို့ရဲ့ကျေးဇူးရှင်မိခင်ကြီးရဲ့နောက်ဆုံးခရီးအတွက်လှလှပပခန်းခန်းနန်းနာတကြိုကျင်လို့ပါအဲ့ဒီကားကို အလှပြင်တာနဲ့ခေါင်းမိုးတွေ6သိန်းခွဲလောက်ကုန်ပါပြီအောက်ကူနဲ့ဆိုရင်10သိန်းဝန်းကျင်လောက်ကို ရှိမှာပါမိမိကုန်းခဲ့သွားမှာဆိုလို့ကျွန်တော်တို့ဒီလောက်တောင်းပန်နေရတာပါခင်ဗျာတက်နိုင်ရင်လိုက်ရောစီချင်ပါတယ် အကိုကြီးတို့ချမ်းသာကြွားရမှုကိုသဘောပေါက်ပြီးသားပါခင်ဗျာကျွန်တော်တို့ကားနဲ့လဲချလို့လဲဂုံငယ်တိုင်းပဲမထင်ပါဘူးကားကလည်းအစ်စ်ပါခင်ဗျာတနေ့ကမှတင်းလေးစင်နဲ့ဝယ်ထားပြီးအကိုကြီးတို့ကိုအူအူဖျားဖျားအကူညီပေးတာပါအကိုကြီးတို့အတင်းကိုငွေလူမယ်ဆိုတဲ့အကြောင်းလဲဥဝင်းစော်ကပြောထားတာမို့လို့ယေစုတင်ပါတယ်ခင်ဗျာအဲ့ဒီလိုအလှငွေတွေနဲ့မရှိနွမ်းမတွေအတွက်ပြန်သုံးပေးရမှာမို့လို့အကိုကြီးတို့ကိုလည်းအများကြီးကျေးဇူးတင်ပါတယ် အကိုကြီးတို့လည်းအများကြီးကုတူရပါတယ်။မော်တော်ကားမှာကတ်ထားတဲ့အသင်းရဲ့အမှတ်သားစာတန်းကို ဖြုတ်မပေးနိုင်လို့တော့ဝမ်းနေပါတယ်ခင်ဗျာ။အနုညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ဟုတ်ပြီဟုတ်ပြီ။ဒါဆိုကျွန်တော်ရောက်ဖို့ကို ပြောချင်တယ်။သူ့ကိုဖုန်းပေးလိုက်ပါ။ကိုကိုကြီးရဲ့မျက်နှာနဲ့လေတံဟာချက်ချင်းပဲပြောင်းသွားတယ်။အိမ်သားတွေအားလုံးလည်းတုတ်တုတ်မှမလှုပ်ပဲကိုကိုကြီးစီအာယုံရောက်နေကြပါတယ်။ ိုဘက်ကအတန်မလာခင်ကိုကိုကြီးစီကမချိတင်ခင်ညင်းညူတန်တစ်ချက်ထွက်လာခဲ့တယ်။တောက်အဲ့ဒီဆယ်သိန်းသိန်း40ကားမျိုးမြန်ဆယ်စည်းလက်ဝယ်ပြီးထုတ်ချေပြစ်လိုက်နိုင်တယ်။သူတို့ကိုသူတို့ဘာမျက်မှတ်နေကြလဲမသိဘူး။ကြီးကျယ်နေလိုက်ကြတာ။ဟုတ်တော့ကိုကိုကြီးစကားကလည်းတမျိုးကြီးပဲနော်။ဒါဆိုလဲဘာဖြစ်လို့ဆယ်စည်းတောင်ဝင်နေမလဲတစည်းပဲဝယ်ပြီးမမေကြီးအတွက်သုံးမိတာနဲ့ ကိုမရှိချင်ဒီအတင်းကိုပြန်လှူလိုက်ပြီးနေရဟာကိုကိုကြီးကျွန်တော်ဘယ်လိုလုပ်ရမလဲပြန်လာခဲ့ရမှာလားမင်းကပြန်လာပြီးဘာလုပ်မှာလဲမင်းကိုကားယူဖို့လှုပ်လိုက်တယ်ဟာအဲ့လိုဆိုကားကိုဟိုတယ်ကိုယူသွားပြီးတော့ပို့ထားခဲ့ရမှာကျွန်တော်ပြန်လာခဲ့မယ်လေဟဲ့ကောင်ခုချက်ချင်းပို့လို့ရမလားကွာကားဘေးကစတစ်ကာတန်းကြီးကိုလူမြင်ကုန်မှာပေါ့နည်းနည်းလေးမှအောင်စောက်ပြီးတော့မှတခုခုနဲ့အကာအကွယ်လုပ်ပြီးယူသွား အဲ့ဒီကိစ္စကိုမိဟအုံနောက်အုံနောက်သုံးပြီးတော့စဉ်းစားကြလာဟုတ်ကဲ့ဟိုကြရင်ပန်းပြင်းတဲ့ဆရာကိုအဲ့ဒီစာတန်းနေဖုန်းနံပါတ်တွေကိုဖောက်ပြားနေဖြစ်ဖြစ်နဲ့လုံအောင်ဖုံးပြီးတော့အပေါ်ကနေပန်းကိုထူထူလေးဆင်ပေးပါလို့ပြောလိုက်ပတ်စံပို့ပေးခြင်းပို့ပေးရပါစေကြလာဟုတ်ကဲ့ကိုကိုကြီးစိတ်ချပါဒါဆိုတာပဲမင်းအေးအေးဆေးဆေးမှပြန်လာခဲ့ကိုကိုကြီးဟာ ဖုံးကိုခွက်ခနဲချပီးတာနဲ့နိဆက်ရာစူပါဘောဖုတ်ခနဲခြေပြက်လက်ပြက်ထိုင်ချလိုက်တာများတနာစရာကြီးကဲစိတ်လျှော့လိုက်ပါတော့ကိုကိုကြီးဟာကိုကိုကြီးလဲပေမန်းလာပါပြီအေးစစ်စစ်နားလိုက်ပါအောင်နားလို့မရသေးဘူးစီစဉ်စရာတွေကတခါနဲ့စီစဉ်ပေးရမယ်မနေ့ပြန်အတုပချတဲ့နေ့ဆိုအလုတ်ကရှုပ်မှာအဲ့ဒါကျွန်တော်တို့ကိုမှားထားလေနေရာတကာကိုကိုကြီးတယောက်လဲရှောက်လုံနေလို့ဘဲတက်နိုင်မလဲ မမလက်တို့မမကြီးတို့လည်းရှိနေတာပဲဟာတစ်ချိန်လုံးညီနေတယ်ကိုကိုလေးကဝင်ပြောတော့မှကိုကိုကြီးကဟုတ်တယ်ဟုတ်တယ်အမေလည်းတကြိုပြီးရောငါပါဆက်ပြီးတကြိုရမလားမသိဘူးလူရောစိတ်ရောမောလို့တေတော့မယ်အိုးကိုကိုကြီးကလည်းနမိတ်မရှိရမနမမရှိနေမပြောပါနဲ့မမလေးဟာတော်တော်နမိတ်ကိုယုံနေပုံပဲအခုလည်းမျက်နာကပြာပြီးဖြစ်နေလိုက်တာမနှက်ဖန်ကအတွက်မာစရာရှိတာတခါလဲမှားထားမယ် ပန်းလှပြင်ထားတဲ့ကားကိုအိမ်ကိုစောစောရောက်နေမှာကားကိုရှေ့မှာပဲရက်ထားကြားလာမမေကိုချက်ချင်းကားထဲမထည့်ကြနဲ့အောင်အိမ်အကုန်ပေးထားတဲ့အလူမီနီယံခေါင်းနဲ့မိုးလင်းကလေးကဧည့်ခံမှာပြင်ထားလိုက်ပန်းနေပါလေအစ်စ်လဲပြင်တော့မှန်တဲ့ကနေမမေကိုမြင်နေရမှာဖြစ်မှာအတုပါချကနေဒူစုံတော့မှမမေခေါင်းကိုကားထဲကိုထည့်ကြားလာအဲ့ဒီပစ္စည်းတွေကိုမင်းနဲ့ကိုထွေးကယူကြားလာတင်းကြရောက်ရင်ငါကချက်ချင်းအိမ်ပြန်လို့မရသေးဘူး ဂူးလုတ်တဲ့ကောင်တွေကိုစောင့်ကြည့်ရအောင်မယ်။ဘီးလက်မြေတွေတန်မန်းတွေဖြစ်တယ်လို့လှုပ်လိုက်ရင်ရုပ်ပြင်းစင်းပြက်တွေဖြစ်ကုန်အောင်မယ်။ကုတ်ထွေးုံငါးနဲ့ထားခဲ့မင်းကနာရီခုနီမှုအတင်းကားကိုပြန်ဖို့နောက်မှကိုကားနဲ့ကိုပြန်လိုက်သွားပြီးအတင်းကိုပတ်စံတစ်ခါတည်းသွားလှူလိုက်ပိတ်စတစ်ခုပြတ်သွားအောင်ဒါဆိုရင်အိမ်ရထွက်ကလေးကပတ်စံတစ်ခါတည်းထက်လာခဲ့ရမှာပေါ့ဘလောက်လှူမှလဲကိုကိုကြီးဒီတစ်ခါတော့လေးလေးနက်နက်စဉ်းစားနေတဲ့ပုံစံနဲ့ ကိုကိုကြီးရဲ့အတန်ကခဏတစ်ဖြုတ်တိတ်ဆိတ်သွားတယ်ပြီးတော့မှအင်းတသောင်းခွဲလောက်လှူလိုက်ငါနားကြမ်းများလွှဲသလားမသိကိုကိုလေးကတသိန်းခွဲလားဟုကိုကိုကြီးပြန်မေးသည်ကိုကိုလေးကလည်းနားထွေးသွားဟန်တူပါရဲ့မမလေးနဲ့မမလက်ကလည်းကိုကိုကြီးမျက်နှာကိုစိုက်ကြည့်လို့တသောင်းခွဲတသောင်းခွဲတသောင်းခွဲဆိုတဲ့ငွေဟာသူတို့ပြောတယ်မရှိနွမ်းပါဆိုတဲ့လူတွေအတွက် နဲ့တာမဟုတ်ဘူးကွာဒီမှာလဲအကုန်ကြတွေကလည်းလောက်များနေတာတော်ရောပေါ့ဟာကိုကိုကြီးတို့များရက်ရောလိုက်တာနော်အံ့ရောဟုတ်တော့ကြီးကြီးလအနောက်ကနေပါဇက်အဟောင်းသားနဲ့ဘာဖြစ်နေတာလဲဟဲ့ကောင်မလေးဒီမှာနေလို့ပါရှိလို့လာခဲ့စမ်းပြောတော့လေတမ်းမြင်အောင်မရဏသွားတော့လား နာတော်တာဆင်ပေးသူတအိုးတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်